မင်္ဂလာပါတကယ်ချင်းတို့ရေဒီနေ့တော့ချောဆူးကပစပီးနီးယားပြည်နယ်မှာရှိတဲ့ Getty Back Military Park ကိုသွားနေတာပါနော်ဒါကစီဘဲဝါရုံက1863ခုနှစ်ကပေါ့နော်အဲဒီမှာစီဘဲဝါရုံက Military Park ဖြစ်ပါတယ်အဲ့ဒီမှာဒီအချိန်ဆိုလို့ရှိရင်ပန်တီ သင်လေးတွေကလည်းတန်းလေးတွေပွင့်ပြီးတော့အရန်ကိုလှပနေတဲ့အချိန်မှာเนาะဒီကောင်ကတော့သူကမြေဧက6000ကျော်ရှိပါတယ်ပရမတ်ခောက်တဲ့အလာတဲ့ဟိုကဒီမှာ cherry bin နေလို့ထင်တာအဲ့တော့တော့အရိုးပြိုင်ပြိုင်ပေါ့เนาะစောင်းတွင်ဘက်ဆိုတော့ကိုကအပင်နေတေချာလည်းမခွဲတတ်ဘူးဆိုတော့နောက် cherry bin ပွင့်တဲ့ချိန်ကျတော့မှဒီက visitor center ကိုဖုံးဆက်ပြီးတော့ cherry pan နေပွင့်နေပြီလားလို့မေးတဲ့အခါမှာသူကသူတို့စိုက်ထားတာ cherry pan နေမဟုတ်ဘူး pan pin နဲ့ peach pin နေလို့ပြောပါတယ်ဒါမှမဟုတ် right april 20ရက်နောက်ပိုင်းကျတော့မှလာခဲ့ရင်တော့အရန်ကိုလှနေပြီလို့ပြောတယ်သူတို့အများကြီးစိုက်ထားတယ်လို့ပြောပါတယ်နော်တကယ်ကိုလည်းလှရဲဟုတ်တယ်အပင်ကြီးကလည်းသူတို့ဒီမှာအများကြီးပဲစိုက်ထားပါဗျ။မြေအိတ်ကလည်းအကျယ်ကြီးပဲဆိုတော့လေ အဖွင့်လေးတွေလည်းရှောက်ချင်ရင်ပြီးတော့ရှင်ရင်ဒီမှာသူတို့ရဲ့အမတ်တရအထိတ်မဲ့နေရာလေးတွေလည်းရှောက်ချင်ရင်နဲ့မိသားစုနဲ့အလဲပတ်လာလို့ကောင်းတဲ့နေရာလေးလည်းဖြစ်ပါတယ်နော် ဆိုရင်ရာဇဝင်တွေတော့တိတ်ပြီးတော့ history တွေတော့တိတ်ပြီးတော့မသိဘူးပေါ့နော်ဒါပေမဲ့သူတို့ဒီမှာရေးထားတာကိုပတ်ကြည့်ရတဲ့လောက်ကတော့1863ခုနှစ်က3ရက်ကြာတိုက်ပွဲဖြစ်ပါခဲ့တယ်အဲ့ဒီတိုက်ပွဲရဲ့ရှုခင်းတဲ့သမိုင်းကြောင်းတွေကိုဒီနေရာလေးမှာထိမ့်သိမ်းထားတယ်လို့ပြောပါတယ်ဒီနေရာမှာပေါ့နော်လူတွေပျောက်ပေါင်းကအလုံးပေါင်း9000ကျော်ရှိပြီးတော့သူထက်တန်ယူ အများဆုံးဖြစ်ခဲ့တဲ့စစ်မြေပြင်လို့ပြောပါတယ်ဒီစစ်မြေပြင်ကြီးတစ်ခုလုံးကိုသူတို့ကပြန်ပြီးတော့အထိမ့်သိမ်းဆောက်ရှောက်ထားတယ်အဲ့ဒီမှာအမှတ်အသားတွေမှတ်တမ်းတွေအများကြီးရှိတဲ့နေရာတွေဖြစ်ပါတယ် တမိုင်းချောင်းကိုလေးလာခြင်းတဲ့သူတွေနဲ့နေဆက်စီကားတဲ့ဒီမှာကျမလာနေတဲ့အချိန်ဒေါက်တာမနောင်မှာကြိုးကားတွေလည်းအများကြီးရှိတယ်။ဧည့်သည်ရရာသီဥတ္တအမတ်တွေကဒီနေ့ဆိုရင်ကောင်းလာမဟုတ်ဘူး။အခုနေပူတယ်အခုပဲမိုးရွာတယ်။လေလည်းအရှမ်းတိုက်တယ်။အဲ့ဒါတော့မှဒီမှာဧည့်သည်တွေအများကြီးနဲ့ပြည့်နှက်နေတဲ့နေရာလေးဖြစ်ပါတယ်နော်။ဒီနေရာကိုလာလိုက်ပြီဆိုလို့ရှိရင်တခြားလေးလာမယ်ဆိုလို့ရှိရင်တစ်ရက်လုံးအချိန်ပေးဖို့လိုပါလိမ့်မယ်။ကျဆွဲတော့ဒီနေ့အလောက်ထိ အချိန်နဲ့မပေးဘူးအလောက်ကြီးကျဲလိုက်မယ်လို့လည်းမထင်တာဟုတ်လားတော့ကလာတဲ့ဟိုကနည်းနည်းညက်နေစောင်းနေပြီနော်ဆိုတော့တကယ်လို့သွားမယ်ဆိုလို့ရှိရင်အဲ့မှာ तू ကစုံမြက်လေးတွေအများကြီးရှိတယ်လိုက်ပြီးတော့လည်းရမယ်ဒါကကျွတ်စွတ်ဒီဘက်တစ်ချမ်းပဲဟိုဘက်မှာအများကြီးရှိနေသေးတယ်နော်ပြီးပြီဆိုလို့ရှိရင် तू က ဒီမှာက visitor center နေပြီးတော့တိုးကားနေတယ်သွားလို့ရပါတယ်တိုးကားနေသွားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းလာသူက guide ပါတယ်တလိုင်းလုံးရှင်းပြမယ်နေရအနှံ့ကိုလည်းရောက်မယ်ပေါ့နော်တူကားမှာတူကားတွေတွေ့လာတွေ့ကားတွေအများကြီးပဲတစည်းတစည်းဆိုင်လာတယ်နောက်ပြီးရှောင်းပါးတွေလည်းဖွက်လိုက်ဖွက်လိုက်လာတာဒီကိုလည်းတွေ့ရတယ်เนาะဒီလိုမျိုးနေမှာတော့မှညာတိတိတ်မကောင်းတာတော့မှလေးလာကြရတော့ဒီမှာအများကြီးပဲသူက ဇုံလေးတွေအများကြီးခွဲထားတယ်เนาะအဲ့မှာအများကြီးရှိတယ်မတရားနေရတယ်ပြီးပြီဆိုလို့ရှိရင် तू อ่ะဒီနေရာပြီးသွားလို့ရှိရင်လေဒီစစ်မြေပြင်သူတို့လှုပ်ထားတယ်ဒီစစ်မြေပြင်ကြီးရနေပြီးတော့ထွက်လိုက်လို့ရှိရင်တစ်ဖက်ကားလမ်းကိုလိုက်ပြီးဆိုလို့ရှိရင်လေဘာရှိနေသေးလဲဆိုတော့ တော့မြူဇီယံတွေရှိတယ်တောင်တောက်ဘက်ကိုသွားရင်အခြားတစ်ပြည့်အမှတ်တရလည်းအများကြီးရှိတယ်မြူဇီယံတွေလည်းအများကြီးရှိတယ်အဲ့ဒီတွေကိုလည်းနေရာအနှံ့ရှောက်ပြီးတော့လဲလို့ကောင်းပါတယ်နော် civil war that began in 2014. A future no one could have predicted. We've been underground, the sadness of people self hunger for just to talk as good game. Some are fooled by the world, but we are different. လျှောက်ရင်အမတ်တရတွေကြည်ရင်းနဲ့ဒီနေ့တော့ဒီမှာတော့ဒီထက်ထပ်ပြီးတော့မလဲနိုင်တော့ဘာလို့ဆိုတော့လေးရမ်းတိုက်ပြီးတော့လေမိုးကစပြီးတော့ရွာလာပြီဆိုတော့နောက်ญาတိဥရတရားမှာပဲနေရအနှံ့ကိုလိုက်ပြီးတော့လျှောက်လဲပြပေးပါဦးမယ်နော်အခုတော့ပြန်လိုက်ပါအောင်မယ်ပြန်ရင်းနဲ့လမ်းမှာကျမတို့ကကျမမေရီလန်းဘက်ကိုပြန်ရမှာဆိုတော့အိမ်မှာရှိတဲ့ farm တခုကိုလည်းဝင်ပြီးတော့လည်လိုက်ပါအောင်မယ်နော်ဒါတော့ကျမတို့မေလန်ကိုပြင်လို့ရှိရင် highway လမ်းမကြီးပေါ်မှာရှိနေတဲ့ဒါပန်းသေးကြံလေးပါနော်အခြားအပင်တွေလည်းသူတို့စိုက်ထားပါတယ်စတော်ဘီတို့ပါတော့ပေါ့နော်အဲ့လိုမျိုးအခုကတော့အခုမှပန်းဆပြီးတော့ပွင့်လာဆိုတော့သူတို့ကဒါစက်တင်ဘာလောက်မှစပြီးခုလို့ရမယ်ရေးထားပါတယ်နော် ဒါပဲဖြစ်ဖြစ်ဒီမှာတောင်ကျေးမှာရှိတယ် fan ဆိုအရင်ကတာရပါပဲဒီကတော့တဖြည်းဖြည်းဒီထဲရောက်ကိုနေရတော့ခပြန်ပြီးတော့ဒါတွေပြန်ရောမလေးရတော့တအားတိုက်တော့အေးတယ်အေးတဲ့အခြေကဒီမှာ April solution မကြောက်သေးဘူးနော်အေးနေလုံးနဲ့အဲ fan ဒီဒီတင်လာတဲ့အချိန်ကြတော့မှတစ်ခေါက်လာတယ်မဒီနောက်မှတော့ fan တွေရတော့အများကြီးရှိပါတယ်ဒီလို fan ဒီ channel ပေါ့နော် ်ပန်းတီချံလေးအများကြီးရှိတယ်ဒါကတော့အနည်းဆုံးလမ်းမပေါ်မှာရှိနေတယ်ပန်းတီချံမှာဒါတို့ဒီ highway လမ်းမကြီးရဲ့ဘေးမှာပဲရှိကြပါဒါတော့သူရဲ့ပန်းတီချံမှာရှိတဲ့ဆိုင်လေးဖြစ်ပါတယ်เนาะအခုအချိန်မှာတော့ဘာမှအများကြီးထူးခြားမရှိပေမဲ့သူတို့ရဲ့ homemade ပေါ့เนาะဒီ donut သူတို့ထုံးစံအတိုင်းပေါ့ကျမတို့အဲ့ဒါအခုမှမကြိုက်ဘူး လူနဲ့တည်းရှိတယ်ပြီးလို့ရှိရင်ပန်းစီအပတ်ပိုင်ရှိတယ် beef ပိုင်ရှိတယ် chicken ပိုင်ရှိတယ်ဒါကတို့ဒီ farm မှာထုတ်တာပေါ့နော်ပြီးလို့ရှိရင်ဒါကတော့အပယ်စီကားတွေလည်းအများကြီးရှိတယ်ဈေးတော့တို့ကဟောက်မိတ်ဆိုတော့ဈေးတော့ကြီးတယ်အဆိုင်ထဲမှာတပတ်ပတ်ချပြီးတော့နည်းနည်းတော့အဖေးပြီးတော့ဈေးလေးနည်းနည်းပပဝယ်လိုက်ပါဦးမယ်နော် ျမက headset တဲ့ blog ပေါ့နော် Asian Myanmar food recipe ဆိုပြီးတော့ YouTube မှာ2011နဲ့အစပြီးတော့ headset ပြတဲ့ blog လေးကိုလုပ်လာတာတော့ကြာခဲ့ပါပြီပေါ့နော်ဒါပေမဲ့အခုလိုမျိုးကိုအများရန်ရှောက်သွားနေတဲ့လက်ပတ်သွားတဲ့ဒီအရာလေးတွေကိုလည်းအမှတ်တရရိုက်မယ်လုပ်မယ်ဆိုပြီးတော့ ပြင်ဆင်ခဲ့တာမလို့ဖြစ်မလို့ဖြစ်နေအခုဒါပထမဦးဆုံးစပြီးတော့လုပ်ဖြစ်တာဆိုတော့လိုအပ်ချက်တွေတော့အများကြီးရှိနေပါပြီเนาะဟိုစာဟင်းချက်တဲ့ဘလောက်တော့အကြာကြီးလုပ်နေတာတော့မှလိုအပ်ချက်တာအများကြီးရှိနေသေးတာဆိုတော့စူးစမ်းပြီးတော့လုပ်ကြည့်ထားပါတယ်เนาะအများကြီးပဲကျွန်မသွားတဲ့နေရာလေးတွေကိုအမှတ်တရရိုက်ပြီးတော့တင်ပြချင်ပါတယ်အကြောင်းမို့တော့ like and subscribe လေးလည်းလုပ်ပေးထားပါဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်